ူကကျွန်တော်ငားလို့ရလေးဆက်သွားမယ်နော်။ဟုတ်ငားလို့ရလေး။ငားလို့ရလေး။အဲငားလို့ရလေးဘယ်မှာပါလဲဆိုတော့ပြပါမင်းတော်လည်းပါတယ်ပါတယ်စကူဘီလေးနဲ့အော်တိုဝင်းနေမှာတော့လည်းပါတယ်ဘာလို့စကူဘီမော်ဒယ်မြင့်လေးကလစ်မော်ဒယ်မြင့်လေးကလစ်မော်ဒယ်နေနဲ့ကလစ်ဘင်းနေစကူဘီဘင်းနေနဲ့တခြားအော်တိုသတိမှာလည်းပါလို့ရှိရတယ်တခြားဘင်းကြီးတွေမှာလည်းပါတာမြင်တွေ့ရတယ်ပေါ့နော်ဟုတ်ပြီငါလိုရလေးငါလိုရလေးကိုစတက်ချာဂျင်လေးလို့ခေါ်ရတယ်ဟုတ်ငါလိုရလေးဘယ်လိုခေါ်လဲဆိုတော့စတက်ချာဂျင်လေးလို့ခေါ်ရတယ်စတက်လို့ဖို့အတွက်လည်း အဲဒီ9မြွယ်လေးလုံလို့ခြာကြုံဖို့အတွက်လည်းဒီ9မြွယ်လေးလိုအပ်တယ်ဘုန်းတော်ဟုတ်ပြီအဲ့တော့9မြွယ်လေးကိုစက်ချာချာလေးခေါ်တယ်ဟုတ်ပြီ9မြွယ်လေးဘယ်လိုလဲဆက်ကြည့်မယ်ဒါပါဝါမကျွင်းပုံလေးပါဝါမကျွင်းတာဘယ်လိုလဲဆိုတော့ပေါင်း76နဲ့ -85 အဲ့နံပါတ်မှာပါဝါမကျွင်းခင်မှာ 30m ဆိုတဲ့ငိုလင်းနဲ့ 80.A ဆိုတဲ့ငိုလင်းတွေကပေါင်းထားတယ်အဲ့လိုသိရမယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကပါဝါကျွင်းပုံပါဝါကျွင်းပုံမှာအပေါင်း76ဆိုတဲ့ငိုလင်းနဲ့ မိုင်းနေ65ဆိုတော့ငိုလေးကနေမှအပေါင်းတို့ဘွားမကြွေးခင်မှာဘယ်လိုလုပ်လဲဆိုတော့ဟို30 mm နဲ့ပေါ့နော်ဒီရှစ်သက်ခုံပီနေကပေါင်းထားရလို့သိရမယ်ဟုတ်နော်အဲ့တော့အချက်စစ်စစ်တော့မှာဘယ်လိုဆိုတော့ तू ကကတ်ခွာကနှစ်ခုလုံးပဲရလလုံးပြွတ်ပြတာမျိုးမဟုတ်ဘူးဘယ်လိုဆိုဘယ်လိုဆိုဒီတစ်ပတ်ချက်ချက်ကြည့်လိုက်ကြပေါဝါမကြွေးခင်မှာဒီမှာအင်းနဲ့ကတ်ခွာကတ်ထားပြီးတော့ပေါဝါကြွေးပြီးတော့ခါမှာပီနဲ့ကတ်ထားဖို့လား အဲ့တော့ तू ကလုံးဟိုပေးလိုက်မှကတ်တာပြတော့မဟုတ်ဘူးတကောတဲ့တခုတော့ तू ကတ်တာပြီလားအဲဟောဒီကောင်ကိုဟောမကျွေးခင်မှာဒီကောင်ကိုကတ်ထားတယ်ဟောဟာကျွေးရကမှာဒီကောင်ကိုခွားပြီးတော့ဒီလိုသွားကတ်တယ်ဆိုတော့သွားပေါ့လားဘုလဲငါတို့လေးဆိုတော့စက်တန်းတော်လေးကိုခေါ်တယ်စက်တဆွဲဖို့အတွက်အလုပ်ပြရချာရင်ဝမ်းတော့အလုပ်ပြရဖြစ်တယ်ဥမာပြစက်တင်ရမှာဒီကောင်ကိုတစ်ချက်ရှိုးဒီကောင်ချက်နားလေးကြည့်လိုက်ပြအဲ့ဘယ်လိုဆိုဒါကကျွန်တော်တို့စက်တက်မဆွဲခင်ပေါ့အာဒါကစက်တက်မဆွဲခင်ထားလိုက်တော့ နော်စတက်ဆွဲဖို့အတွက်ဒီကောင်းထိုက်တယ်အဲဖုန်းဖို့ကိုစတက်ဆွဲလိုက်စတက်ဆွဲတော့စတက်ဝင်သွားပြီစတက်ဝင်သွားဆိုတာနဲ့ဒီကောင်းတစ်ခါတက်ဖြက်ဒီကောင်းတစ်ခါတက်ပြက်သွားပြက်ပြီးတော့ချစ်သက်ကုန်ကုန်ဒီနဲ့တော့ပေါက်တာတော့ပေါက်ပြီးတော့ခြာကျင်ဝင်သွားတာအဲ့အကြောင်းကိုကျွန်တော်ဒိုင်ဂရမ်ရောက်ရင်ရှင်းပြမယ်အခုလောတဲ့သီးဟိုကပါဝါမကျူးခင်မှာ30 ml နဲ့ချစ်သက်ကုန်အင်းနဲ့ပေါက်ပြီးတော့ပါဝါကျွေးပြီးတဲ့အခါမှာ30 ml နဲ့ချစ်သက်ကုန်ဘီနဲ့ပေါက်တာဆိုပြီးကျွန်တော်သိဖို့လိုမယ်ဒါငါတို့လေးရဲ့အကြောင်းအပေါင်းတို့ဘွားကို အပေါင်း86ဆိုတော့ငိုလေးတန်းကုန်းနဲ့ -85 ဆိုတော့ငိုလေးနှငုံးကလည်းပါဝါကျွေးပြီးတော့ပါဝါမကျွေးရင်မှ30 ml 80ကွင်းအိနဲ့ပေါင်းထားပြီးတော့ပါဝါကျွေးပြီးတဲ့အခါမှာ30 ml 80ကွင်းပြီးနဲ့ပေါင်းတယ်ဆိုတာနားလည်ထားရမယ်အဲ့ဒါမှရှင်းဆက်လို့ရမယ်နော်အများကြီးမဲ့ဆက်တော့အများကြီးမဲ့ကျွန်တော်ပြောလို့ရမလားပါဝါမကျွေးခင်မှာ30 ml 80ကွင်းအိပေါင်းထားတယ်ပါဝါကျွေးပြီးတဲ့အခါမှာ30 ml 80ကွင်းပြီးနဲ့ပေါင်းတယ်လို့ကျွန်တော်သိရဒါဆိုရင် တောက်တာမတန်းကြအောင်ရှေ့ဆက်လို့ရပြီနော်အဲဒါလေးတစ်ချက်ရှောက်လဲဥထားဖို့လိုမယ်ကျွန်တော်မှန်မှာ၅မိနစ်လေးဆိုတော့စတန်ချာနေလေးဖြစ်တဲ့စတက်မရတဲ့ဘိန်းလေးချာခြင်းမဝင်တဲ့ဘိန်းလေးမှာဒါစစ်ဖို့လိုမယ်ဟောထောက်တော့ဆန်ကလေးစီဟိုစတက်လေးစီဆွဲလို့မရတော့ဘူးချာခြင်းလည်းမဝင်ဘူးပေါ့အဲ့တော့စတက်တော့ရတယ်ဆရာချာခြင်းမဝင်ဘူးအဲ့လိုဆိုလို့ရှိရင်ဒီ၅မိနစ်လေးကိုဆက်ရမယ်နော်ဒါကတော့ဒိုင်ဂရမ်မှာကျွန်တော်ပါတယ်ဘလို့သွားလဲဘလို့လို့ဆိုတော့ဒိုင်ဂရမ်ဆွဲလာမှသိမှာ ဘယ်လိုဇာလုံးမှတ်ဖို့อ่ะပါဝါကျွေးပြီးတယ်ပါဝါမကျွေးခင်မှာ30 ml ဆက်ကွန်အေးပေါင်းပြီးတော့ပါဝါကျွေးပြီးတဲ့အခါမှာ30 ml ဆက်ကွန်ပြီးနဲ့ပေါင်းတယ်လို့ဇာလုံးမှတ်ထားဟုတ်ပြီအဲ့တော့ဆက်လို့ဒါလေးချက်လိုက်ကူတာမယ်နော်နောက်ပြန်ဒါကနာစပြီအဲ့ဆက်လို့နောက်ပြန်ကြရင်အဲကလစ်ဝမ်းနဲ့ဒါကနာကလစ်ဝမ်းနဲ့ဒါကနာတော့သွားမယ်ဘယ်လိုဇာဒါလေးလိုက်ကူတာမယ်သင်္ကန်းစာရုပ်ချင်းကြောက်လို့ဒါမယ် loss စင်လာတော်များကုန်ရအဲ့တော့စင်သားလေးကုန်ပြီဆိုတော့ဒါကနာရောက်မယ်နော်ဟုတ်ပြီဇာအဲ့ဒါလေးချက်လိုက်ကူထားပါဗျ